မင်္ဂလာပါရှင်ရွှေကုန်းကနေတင်ဆက်ပေးမယ့်သတင်းကြောင်းရာကတော့မဲဆင်းဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်လို့စုံစမ်းမေးမြန်းခြင်းနဲ့သတင်းပို့ခြင်းများပြုလုပ်နိုင်မဲ့ဖုန်းနံပါတ်များ UAC ထုတ်ပြန်တဲ့သတင်းဖြစ်ပါတယ်။မဲဆင်းဆိုင်ရာကိစ္စရပ်များနဲ့ပတ်သက်လို့မဲဆန္ဒရှင်အများပြည်သူသိရှိလိုသည့်များကိုစုံစမ်းမေးမြန်းနိုင်ရန်နဲ့ကြုံတွေ့ရတဲ့အခက်အခဲများကိုသတင်းပို့နိုင်ရန်အတွက်သက်ဆိုင်ရာဌာနအသီးသီးရဲ့ဖုန်းနံပါတ်များကိုပြည်အောင်စုရေကောက်ပွဲကော်မရှင်ကအသိပေးထုတ်ပြန်ထားကြောင်းသိရပါတယ်။ ပြည်ထောင်စုရေးကောက်ပွဲကော်မရှင်အနေဖြင့်၎င်းတို့ဌာနပြင် ပြည်ထရေးဝန်ကြီးဌာနအထွေထွေအုပ်ချုပ်ရေးဦးစီးဌာနလူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနတို့မှတာဝန်ရှိသူများကတာဝန်ခံဖြေကြားပေးမယ့်ကောဆန္ဒများကိုဖွင့်လှစ်ပေးထားခြင်းဖြစ်ကြောင်းသိရပါသည်။အဆိုပါကောဆန္ဒဖုန်းနံပါတ်များဖြစ်တဲ့ကာကြီးပြည်ထောင်စုရေးကောက်ပွဲကော်မရှင်နေပြည်တော်369 3439433နဲ့3639 4339 3963434399 3992116996သို့ရုံးချိန်အတွင်းဆက်သွယ်နိုင်မှာဖြစ်တယ်လို့3992116996တို့လည်းမိုဘိုင်းဖုန်းမှစာတူ SMS ပေးပို့နိုင်ကြောင်းသိရပါတယ်။အလားတူရေကောက်ဝဲကော်မရှင်အဖွဲ့ကနေပြီးတော့ကောင်စီပါဝင်တိုင်းဒေသကြီးများနှင့်ပြည်내များ၏ကောဆန္နာဖုန်းနံပါတ်များကိုလည်းထုတ်ပြန်ကြေညာထားပါတယ်။ ၎င်းဖုန်းနံပါတ်များသို့စုံစမ်းမေးမြန်းခြင်းသတင်းပေးပို့ခြင်းမဟုတ်ဘဲအနောက်ဆက်ပြီးဆက်သွယ်လာတဲ့တယ်လီဖုန်းနံပါတ်များကို မှတ်တမ်းတင်က၎င်းဖုန်းစင်ကတ်များကိုပိတ်သိမ်းသွားမှာဖြစ်ကြောင်းအသိပေးထားရလို့သိရပါတယ်ရှင်။